ဒီဘက်ဆံများအလုံးမင်္ဂလာပါကလော့ကွန်နာအန်ကနေတော့ပြန်လဲကြိုဆိုလိုက်ပါတယ်โอเคဒီတစ်ပတ်ရဲ့ပြီးများလေးပွဲစဉ်6စနေနေ့ညရဲ့နောက်ဆုံးပွဲဖြစ်တယ်ကျွန်တော်တော်တန်ဟော့စပါနဲ့ဝူဘာဟန်နန်တို့ရဲ့ပွဲကြိုသုံးသက်ချက်လေးဖြစ်ပါတယ်ကျွန်တော်ပွဲကြိုသုံးသက်ချက်လေးမပြောခင်ကျွန်တော် YouTube channel လေးကို like and subscribe လုပ်ပြီးကူညီပေးသွားလို့ရပါတယ်โอเคအဲဆိုလို့ရှိရင်နောက်ပွဲကြောင်းလေးအနေငယ်ပြောလိုက်ကြအောင်အဲဒီနေ့တင်းရဲ့ကျွန်တော်ထိတ်တိုက်တွေးဆမှုလေးကိုကျွန်တော်အရင်ဆုံးပြောလိုက်ဒီနေ့တင်းရဲ့ထိတ်တိုက်တွေးဆမှုမှာတော့အဲ အဲတစ်ဖက်ကအိချင်းအိချင်းဖြစ်တဲ့ကျွန်တော်တို့တော်တန်ဟော့စပါကတော့ကျွန်တော်တို့ခုနှစ်ကြိမ်နိုင်ထားပြီးတော့တစ်ဖက်ကဝါဟန်တန်ကလည်းခုနှစ်ကြိမ်နိုင်ထားပါတယ်ဒီနှစ်သိန်းရဲ့တိတ်တိတ်ပြေဆုံးမှုကတော့၅ကြိမ်တည်အဲဒါကျထားခဲ့တယ်ဒီနှစ်သိန်းကျွန်တော်တို့အဲရဲ့ကားရက်ဖောင်လေးကိုတစ်ချက်လောက်ဆွေးနွေးကြည့်လိုက်အောင်ဒီနှစ်သိန်းကတော့ပြည်မြလေးပွဲစဉ်ကတက်ပြီးသားတဲ့အချိန်မှာအိချင်း จอร์แดนฮอสมาก็တော့ကျွန်တော်၃ပွဲနိုင်တယ်တပွဲတည်းဆိုပြီးတော့တပွဲရှုံးထားတယ်အဲသူတို့ရဲ့ဒီပီးမြလေးပွဲစဉ်ဆက်ဆက်ချင်းပွဲတွေကတော့ဒါတော်တော်လေးကိုကောင်းမွန်တယ်လို့ပြောရမှာဘာလို့လဲဆိုတော့ကျွန်တော်ကဒီပွဲမှာသူတို့ကဆယ်မက်ထရစ်စုဆောင်းထားနိုင်တဲ့အတွက်ကြောင့်အဆင့်ကို၃ထိလောက်မှာသူတို့ရည်တည်ထားနိုင်တဲ့အတွက်ကြောင့်တော်တန်ဟော့စပါအနေနဲ့ကောင်းမွန်တဲ့ယာတီမျိုးတော့ပြောလို့ရမှာတစ်ဖက်ကဘူဘာဟန်တန်ဘူဘာဟန်တန်ကတော့ အဲပြီးမြန်လိမ့်မှာတန်းတက်လာတဲ့အသင်းတွေမှာအဆိုးရွားဆုံးအသင်းတစ်သင်းဖြစ်နေတယ်။ဘာတော့လဲကြောင်သူတို့ကတော့ငါးဘွယ်လုံးကံထားပြီးတဲ့အချိန်မှာငါးဘွယ်လုံးရှုံးနေထားတဲ့အတွက်ကြောင်တော်တော်လေးမှဖိအားများနေပါလေ။အဲသူတို့ကဖိအားများနေတဲ့အတိုင်အောင်သူပွဲသိရင်အဲ6မှာလဲအဲတော်တန်ဟော့စပိုင်းရဲ့အိမ်မှာလာရောက်ရှင်ပြန်ရသည့်အတွက်ကြောင်သူတို့တက်ကတော့တော်တော်လေးမှမလွယ်ကူပါဘူး။သူတို့တက်က အများဆုံးမျှော်မှန်းထားတာတေရလက်တာဖြစ်ပြီးတော့သူတို့တက်ကတော့ခိုးအများကြီးမပြတ်သွားဖို့ဒါသူတို့ဆူတောင်းရမယ်ပွဲတစ်ပွဲလို့တော့ကျွန်တော်တော့ထင်တယ်ဘာတက်ကြောင်လဲဆိုတော့တော်တန်ဟော့စပါလေအိမ်ဝင်းဝင်းလေးကိုတော်တော်လေးကိုကကောင်းမွန်တဲ့အသင်းသမင်းဖြစ်တဲ့အတွက်ကြောင့်ဒီနေ့ပွဲကတော့သူတို့တက်ကတော့လွတ်ကူမယ်လို့တော့မထင်ရပါဘူး။ Okay အဲ့ဆိုလို့ရှင်ဒီနေ့ရဲ့ကျွန်တော်တို့ခံမှန်းလိုက်တဲ့လေးတွေချဲပြောပြသွားပါမယ်။အဒီနေ့နေ့မှာတော့တစ်ဘက်ကအင်ရှင်ဖြစ်တဲ့တော်တန်ဟော့စပါတော်တန်ဟော့စပါတော့သူတို့ရဲ့အဓိက အဲဂေါသမဖြစ်တဲ့ဂဂရီကိုပဲပွက်ထက်လာမယ်လို့ဖြစ်နေ။ကျွန်တော်နောက်တန်း၄ရောက်နေရမှာတော့ဥရိုဂီရှိမယ်ပြီးလို့ဆိုရင်ဗန်နီဗန်ရှိမယ်ပြီးလို့ဆိုရင်ရိုမဲရိုရှိမယ်ပြီးလို့ဆိုရင်အဲပထိုပေါ်တိုရှိမယ်အဲဒီ၄ရောက်ပဲကျွန်တော်တော့ပွက်ထက်လာမယ်လို့တော့ထင်တယ်ပြီးလို့ဆိုလို့မှာတော့ပွဲနှင်းညာအဲပွဲအနာနီးတော့မှာသူတို့ပြောင်းလဲတွေဖြစ်ကောင်းလဲဖြစ်နိုင်ပါတယ်โอเคအဲ့ဒါဆိုလို့ဆိုရင်ကျွန်တော်ကွင်းလိုက်ကွင်းလိုက်မှာတော့သူတို့ အဲသူတို့ရဲ့အဓိကကစားသမားတွေဖြစ်တဲ့ပြီးလို့ဆင်းသောစဉ်အစ်စ်ခေါ်ယူထားတဲ့ကစားသမားတွေနဲ့လည်းထက်သုံးသွားမယ်လို့တော့ကျွန်တော်ထင်တယ်သူကအဓိကကစားသမားတွေဖြစ်တဲ့ပါလင်းညာတို့ပြီးလို့ဆိုရင်ဘာပဲတို့ရှိမယ်ပြီးလို့ဆိုလို့ရင်သူတို့အစ်စ်ခေါ်ယူထားတဲ့ကစားသမားဖြစ်တဲ့အဲစီမွန်ရှိမယ်စီမွန်ကလည်းတော်တော်လေးဥမာကောင်းမွန်တဲ့ကစားသမားဖြစ်တယ်ဘတ်တလဲရလို့ဆိုရင်သူကလည်းအဲသူ့ရဲ့ပေးပို့မှုတွေသူ့ရဲ့ pressing တွေပြီးလို့ဆိုလို့ရင်ဝမ်မန်ဝမ်ကြော်ဖြတ်မှုတွေမှာလည်းလှိမ့်မြန်ဖြတ်လက်တဲ့ကစားသမားဖြစ်တဲ့အတွက်ကြောင့် တဖက်ကဥပဟန္တအနေနဲ့တော်တော်လေးဥမာထိန်းသိမ်းရမယ်ကစားသမားဖြစ်တယ်ပြီးတော့သူတို့တိုက်စစ်သူတို့တိုက်စစ်ကတော့တော်တော်လေးဥမာကောင်းမွန်တဲ့တိုက်စစ်အဲအတွဲတွေဖြစ်တယ်ဂျယ်စင်ရဲ့ပြီးလို့ရှိရင်အဲကုဒေရဲ့နောက်ပြီးတော့ရစ်ချာလီစင်ရစ်ချာလီစင်ကလည်းဆုံးသက်ပိုင်းမှာတေချာတဲ့ကစားသမားဖြစ်တဲ့အတွက်ကြောင့်ဥပဟန္တအနေနဲ့ထိန်းသိမ်းရခက်မဲ့ကစားသမားတွေရာလည်းတပင်းလုံးနှိပါဖြစ်နေတဲ့အတွက်ကြောင့်သူတို့တို့ကတော့အာဥပဟန္တတို့ကကျွန်တော်တို့လကူမယ်လို့တော့မထင်ပါဘူး โอเคအဲ့ဆိုလို့ရှင်ကျွန်တော်တို့ဘူဘဟန်တန်ရဲ့ခမန်းလိုင်းနဲ့လေးကိုတစ်ချက်သွားလိုက်ရအောင်ဘူဘဟန်တန်မှာတော့သူတို့ကတော့ဖိုးဖို3လောက်နဲ့ပဲကွက်ထလာမယ်လို့တော့ထင်တယ်အဲဒီဒီဒီနေရာမှာတော့သူတို့ရဲ့အဓိကကစားသမားဖြစ်တဲ့အဲဂိုးသမားဖြစ်တဲ့အဲစာပဲပုံမှန်ပွဲထလာမယ်လို့ထင်တယ်သူတို့ဆိုရင်သူတို့နောက်တန်းလေးရောက်နောက်တန်းလေးရောက်နေနေရာမှာတော့သူတို့ပြောင်းလဲနေနေတော့ရှိကောင်းရှိနိုင်လိမ့်မယ်ဘာလို့လဲဆိုရင်တစ်ဖက်ကရင်ဆိုင်ရမှာလဲဟာတော်တန်ဟော့ စပါးအသင်းနဲ့ဖြစ်နေတဲ့အကြောင်းသူတို့ကလည်းအဲဒီနေ့ပွဲမှာတော့ခန်းစစ်ကိုတကယ်ကြဲကြဲလေးလေးဆော့ပြီးတော့အဲဂိုးပြတ်မရှုံးနိုင်မရှုံးဖို့ပဲသူတို့တို့ကရေးအေးကြည့်တဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာလည်းသူတို့ခန်းစစ်ကိုဦးစားပေးပြီးတော့ကောင်တာတွေနဲ့ပဲသူတို့ဆော့သွားမယ်လို့တော့ကျွန်တော်ထင်တယ်။ Okay အဲဆိုရင်သူတို့ရဲ့ခန်းစစ်အကြောင်းလေးကိုကျွန်တော်လူချင်းလေးငငယ်ဆွေးနွေးလိုက်ရအောင်။သူရဲ့ခန်းစစ်မှာတော့အဲတူဒီဂိုးမဲရှိမယ်ပြီးလို့ဆိုရင်အဲ box square ရှိမယ်ပြီးလို့ဆိုရင် အဲဘာလို့ရှိလဲအဲသူတို့ကလည်းအဲဒီထဲမှာမှဘယ်လိုဖြစ်လဲဆိုတော့သူတို့ကလည်းဆန္ဒဘက်၃ယောက်နဲ့ဆော့တဲ့အတင်းတစင်းဖြစ်တဲ့အတွက်ကြောင့်တော်တော်လေးဥမှာအာအဲဘယ်လိုပြောမလဲဆိုလို့ရှိရင်ဆန္ဒဘက်ဆက်စားခြင်းမှာတော့သူတို့ဆန္ဒဘက်၃ယောက်လောက်နဲ့ဆက်ရပေမဲ့ပြီးလို့ဆိုလို့ရှိရင်သူတို့ right back တွေ left back တွေကပြန်ဆင်းမယ်ဆိုရင်သူတို့ကဆန္ဒဘက်၅ယောက်လိုမျိုးဖြစ်သွားတဲ့အတွက်ကြောင့်အဲသူတို့နောက်တန်းကလည်းတော်တော်လေးဥမှာလုံးလုံးချုံချုံနဲ့ဒီဘွဲမှာကစားတော့မယ်လို့တော့ထင်တယ်။ Okay အဲဆိုလို့ရှိရင်ကျွန်တော်ကွင်းလင်ကွင်းလင်မှာကြာတော့ဘူးတွေရှိမယ်ဆိုရင် ယိုရီဂိုမတ်တို့ဘာလို့ရှိမဲ့ပြီးလို့တင်ဂျောက်ဂိုမတ်ပြီးလို့တင်ခရစ်ချီတို့နောက်ပြီးတော့ချက်ချူဝါတို့ဘာလို့နဲ့တို့ပွက်ထက်လာမယ်လို့တော့ထင်တယ်အဲချက်ချူဝါလည်းတော်တော်လေးဥမာတောင်ပန်လေးမှာတော်တော်လေးပြာယုံကကောင်းမွန်တဲ့ကစားသမားဖြစ်တဲ့ကြောင့်အဲတစ်ဖက်ကဟိုတော်တန်ဟော့စပါအနေနဲ့တွားပြီးတော့ပွက်ဆလို့တော့မရပါဘူးကိုယ့်ရဲ့အိမ်ဝင်ဖြစ်တဲ့တိုင်အောင်တတိချက်ကပထမပိုင်းမှာဖြစ်ဖြစ်အနိုင်ရလက်ပေးကြမဲ့ဂိုးတွေကိုတွင်းပြီးတော့ဒုတိယပိုင်းတော့မှလူစားပြောင်းလဲတွေနဲ့ ဆော့မယ်ဆိုလို့ဆိုရင်တော့တို့တက်တေချာစေမဲ့အနိုင်သုံးမဲ့ရမယ်လို့ထင်ပါတယ်ဒါမှမဟုတ်ဘဲနဲ့တစ်ဖက်ကအသိငယ်လေးဆိုပြီးတော့ပော့ရော့ပြီးတော့သွားပြီးတော့ကစားလိုက်မယ်ဆိုလို့ဆိုရင်ပိဆက်ရမှာလည်းအဲတံပိုးကြီးမှသွားမယ်လို့တော့ကျွန်တော်ထင်တယ်โอเคအဲဆိုလို့ဆိုရင်အဲဘူးရဲ့ကျွန်တော်တိုက်စစ်ကတိုက်စစ်စုပွဲလေးချက်ပြောလိုက်ဘူးရဲ့တိုက်စစ်မှာတော့အာရီယာရှိမယ်ပြီးလို့ဆိုရင်ဆက်ဖရင်လာရှင်ရှိမယ်ပြီးလို့ဆိုရင်အဲမူနစီရှိမယ်ဒီတော့ကလည်းအဲ သူတို့မှာရှုံးနေထားသည့်တိုင်အောင်သူတို့လည်းတွင်းကိုလေးတွေအနေအများတွင်းထားတဲ့အတွက်ကြောင့်တစ်ဖက်ကတော်လဟောစွားနေနဲ့သွားပြီးတော့ဟိုပေါ်ရောက်သွားမယ်ဆိုလို့ဆိုလို့ရှင်တော့အဆင်ပြေမယ်လို့တော့မထင်ပါဘူး။အဲဒီကသူတို့ကလည်းကွင်းလင်ကိုအဲတစ်ဖက်ကဘူးကကွင်းလင်နဲ့ကွင်းလင်နဲ့နောက်တန်းကိုတော်တော်လေးကြည်ကြည်လေးဆော့မယ်ပြီးလို့ရှင်သူတို့ကလည်းအဲဒီကောင်တာတက်တွေကိုခြောက်ပြီးတော့တော်တန်ဟော့စပါးကိုဂိုးတွေသွင်းမယ်ဆိုပြီးတော့အဲ့လိုပုံစံနဲ့ပဲပွက်ထက်လာမယ်လို့တော့ထင်တယ်။တစ်ဖက်ကတော်တန်ဟော့စပါး တော်ဟောသွားတော့ဒီနေ့ပွဲမှာတော့သူတို့အနိုင်ရင်အဲတုံးမဲ့ရဖို့လိုတယ်ဘတ်တလက်ကြောင်သူတို့ပြင်းပြလေးပွဲစဉ်ငားမှာလဲဗျာအာသူတို့ Brighton ရဲ့အိမ်ပွဲမှာတောင်းရောက်ရင်ဆိုင်ရတဲ့ဆံမှာနောက်ကျဂိုးတွေနေတာသူတို့ဘယ်လိုဖြစ်လဲဆိုတော့ဟိုတေရလက်တမတ်တာရရရယူထားတယ်ပြီးတော့စိန်တော်စိန်ဂျားထဲမှာလဲသူတို့ကာတော်ကတ်မှာလဲလူငယ်တွေနဲ့အဲထုတ်ပြီးရောတုံးထားတယ်ဒီနေ့ပွဲအတွက်ကိုသူတို့လူတောင်းတင်းဆုံးလူစင်းနဲ့ထွက်လာပြီးတော့ ကျွန်တော်တို့ဘူပါဟန်တန်ကိုအနိုင်ရလက်ဖွဆောင်ထားမယ်လို့တော့ကျွန်တော်ယူနေယုံကြည်ထားတယ်အဲဒီနေ့ပွဲမှာလည်းအင်ရှင်တော်ရန်ဟော့စပါအနေနဲ့အနိုင်ရလက်တွေဖွဆောင်ပြီးတော့အနိုင်သုံးမှတ်ရယူမယ်လို့တော့ကျွန်တော်ထင်တယ်ညီကိုတရောဘလို့ထင်ကြတာမင်းရောက်ဆွေးနွေးမှတ်ချက်ပေးတော့ပါဦးဒီပွဲလေးကိုတော့ကျွန်တော်ကတော့အဲတော်ရန်ဟော့စပါတို့အိမ်ကွင်းမှာပဲကျွန်တော်သူးစည်းလောက်နဲ့ဂိုးပြတ်နိုင်ယူသွားမယ်လို့တော့ကျွန်တော်ထင်တယ်โอเคအဲဆိုလို့ရှင်ဗီဒီယိုလေးကတော့ကျွန်တော်ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုလေးမှာပြန်လဲဆုံတွေ့ကြတာပေါ့